အားလုံးပဲမင်္ဂလာပါများဆိုင်းလန်သတင်းဌာနမှပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းလေးတော့စစ်တပ်ကအစစ်စစ်လိန်ညာမှုတွေကြောင့်အောက်ခြေမှာခံရရတာဟုဆိုလာတဲ့ပေါကူတော်ဘုန်းကြီးပြောလာရုပ်သံဗီဒီယိုပိုင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာပေါကူတော်ဘုန်းကြီးကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဖန်ပြီးကြပါဦးခင်ဗျာအားလုံးကိုလည်းဆိုင်းလန်သတင်းဌာနမှအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဒီနေ့က28ရက်6လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျဒီကနေ့ဥစဉ်ပြောချင်တာလဲဆိုရင်သခိုင်းတိုင်းဇီဗူကုံဇီဗူကုံရွာရဲ့အကြောင်းလေးကိုပြောချင်ပါတယ်ဗျာနော်ဇီဗူကုံတရားကအရှင်ဖရာရဲ့တပိတော့ပလဲကဘာကဘဒုဘဒုပေါ့နော်ပလဲမျိုးနယ်ကဇီဗူကုံရွာအကြောင်းလေးပြောချင်လို့ပါဗျာတဲ့ဘုံခေါ်လို့လည်းမရဘူးစာပို့လိုက်လို့အစဉ်ပြေလာဗျာတဲ့အဲ့တော့ဇီဗူကုံရွာကိုတဲ့ PLA အဖွဲ့ကကောင်တွေက18ရက်နီးပါး18ရက်နီးပါးနေတိုင်းကိုတော့ဘုံဒုံမီ မီပေါ့ချနေရဗျာတဲ့မီးလောင်ဘုံတွေပေါ့နော်ပါလို့ရွာရဲတုံးချိုးတချိုးပဲကြံပါတော့တယ်ဗျာတဲ့ဒီနေ့ဆိုရင်ဆေးဖြန်းဘုံတွေပါချလို့ရွာတဲကတက်ကြီးရော်တွေကိုပင်ဆောင်မျိုးသမီးတွေမူပြီးအန်ကြပါတယ်ဗျာတဲ့လုံးမီတေးကလည်းအစီအုပ်တရာလောက်ရှိတာကိုတဲ့တရာတရာလောက်ရှိတာကိုပေါ့နော်အာစီအုပ်တရာလောက်ရှိတာကိုတော့ဖောက်ဝင်ပါတယ်ဗျာတဲ့မြေကြီးပေါ်ကြရင်တဲ့တပေကျော်လောက်ကိုနေပြီး120ဘုံတွေအမျိုးသားတွေနဲ့ပါချလာပါဗျာတဲ့ ဲ့ဒီချိန်ရွာပတ်လည်းမှာလည်းတဲ့ပြစ်ချင်းတွေတုတ်ခုနေပြစ်ချင်းတုတ်ချင်းတွေတူပြီးချင်းကန်နေကြတာဗျာတဲ့နောက်ရှိနေတဲ့စစ်ကြောင်းကလည်းအဲ့ဒီဘက်ကမတွန်းနိုင်ဘူးခင်ဗျာတဲ့ရန်သူအင်အားကပလဲပဓာတ်တွေမပါတော့မှ9000ကျော်မှရှိနေပါတယ်ဗျနောက်ထပ်စစ်ကူထပ်ဖို့နိုင်ထပ်ဖို့နိုင်ရင်ပေးနိုင်မပေးနိုင်ရင်ပေါ့နော်အမတီရွာဇီးဘူးကုန်းရွာအနောက်ဘက်မှာငကမတောင်ရောဆိုတာရှိပါတယ်ခင်ဗျာတဲ့အဲ့ဒီတောင်ချေတွေမှာပေါ့အဓိကအခိုင်အမာနေရာယူပြီးနေထိုင်ရတယ်ပေါ့နော်ရန်သူတွေက တကြောလုံးကိုပေါ့နော်တကြောလုံးကိုပေါ့ဗျာဘယ်လိုလုပ်ပေါ့နော်မြေပြင်မှာမရှိရှိတာနဲ့ရင်ဆိုင်လုံနေရတာကိုအထက်ကအပြစ်ပြောဖို့ပဲလုံနေကြတယ်ခင်ဗျာတဲ့တကယ်တော့လက်နဲ့တွေကတပည့်တော်တို့အရင်တုန်းကတိုက်စစ်ဖွင့်ခဲ့တုန်းကအထက်နော်ဒါပါလားတော့ကဲတော့စခန်းလေအဲ့လိုဖြစ်ခဲ့တာဗျာတဲ့မြေပြင်မှာတိုက်ရောရဲရောကစိတ်တက်ခံယူချက်တွေကကောင်းကြပါတယ်ခင်ဗျာတဲ့မတက်တာလို့တာဆုပ်ပေးလိုက်ရတာပါဗျာတဲ့အဲ့ဒီနေရာတွေလည်းဆုပ်ပြတ်နေပါပြီတဲ့ အထက်ကတရားဖို့ပဲတွင်းအပြေးခိုင်းနေစစ်တဲတွေကိုတော်တော်တော်လေးထိခိုက်တယ်ပေါ့ဗျာရန်သူကိုအရန်ထင်သေးကြတယ်ပေါ့နော်ဒီအထက်ကလူကြီးတွေရပေါ့နော်အပေါ်ကနေပဲခိုင်းကြတယ်ရန်သူရန်ထင်သေးကြတယ်ပေါ့ဒီဒီဘက်ကတပြိုလို့စီကိုပေါ့နေပြီးစေချောင်းထိုးပြီးရှင်းနိုင်မှလားအဆင်ပြေလိုက်ပဲဗျာတဲ့အဓိကတော့နောက်ထပ်စစ်ကူလည်းပလဲမျိုးကနေစေချောင်းထိုးလှုပ်ရှားစေခြင်းတယ်ပေါ့နော်ဒါကတော့ဦးစင်းကတော့ပြောလိုက်ပါလေမနေ့တေချာပြောပေးပါမယ်တကတော့တဲ့တိုင်းမှုစီလည်းဦးစင်းပို့ထားပါတယ်လို့ပြန်ရေးလိုက်တယ်တပြိုလို့လည်းတဲ့တရေပို့တရေပို့ထားပါတယ်ဗျာတဲ့ဇီဝကုံရွာသားတွေကတပြိုလို့ကိုဖုတ်ဆက်ပြီး ကလေးတွေကိုဝင်ကိုဝင်ဆောင်တဲ့အမျိုးသမီးတွေတကြီးပြေဦးတွေကိုဒါကဲထုတ်ပေးပါတဲ့ပြည်သူစီတွေကတူတီကိုတီချပါမယ်တဲ့ပြောချင်တာကသူကုံရွာကနေစင်းနေဒါမီလောင်ပုံတွေချတယ်ဒီဆေးဖြန်းနဲ့ဂမူးတိုက်ပြီးမှဒီလက်ဓာတ်ထုဓာတ်ထုဗေဒဆေးတွေပေါ့အပေါ်မှာနေဖြန်းချတယ်ပေါ့နော်ဒါဒီ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  PDF ဗဒတ်တွေအကြမ်းဖက်တွေ DDR ဟိုဟာတွေအတူတူအကြမ်းဖက်တွေပေါ့ဗျအကြမ်းဖက်တွေချတယ်ချတယ်အဲ့မှာတကြီးရွယ်ဦးတွေတကြီးတဲ့ကိုဝင်ဆောင်မိကြတွေကပြုတ်အံပြီးမှနေရတယ်တဲ့အဲ့တော့ဇူးကုံရွာကပြည်သူစီတွေရွာလူရွာသားတွေချုပ်ပြီးတော့ တိုင်းမျိုးကိုငိမ့်ချမ်းစေခြင်းနဲ့ပြူရပါပြောလဲဆိုရှင်းပြရတယ်ဟိုတော့နော်သူတကြည်ရွယ်တွေကလေးတွေသူတို့ကိုပဲဆောင်မိခဲ့တွေကိုဒါကဲထုတ်ပေးပါတဲ့ကဲထုတ်ပေးပါတဲ့အဲ့ဒီအကြံဖက်တွေနဲ့လူတွေကိုတွေချမှာပါတဲ့လူတွေကိုတွေတိုက်ပါမယ်တဲ့နော်အဲ့တော့ဒါလောက်ခံကြအောင်ပြီဆိုကြတဲ့ကအဲ့ဒီမှာရှိတဲ့စေသားတွေရဲတွေရဲစိတ်ဓာတ်ကတကယ်ပြင်းထန်တဲ့လူတွေပါဘာလို့ ਆ လဲဆိုရင်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါနော်ပံ့ပိုးမှုထောက်ပံ့မှုတွေပဲလိုအပ်တာပါတော်တော်ငကဘတောင်နေဘာတောင်နေမှာကသူတို့ခြေကုပ်ပြီးမှနေရာယူထားတယ်အဲ့ဒီနေရာတွေကိုဘာလုပ်ရမှာလဲဘာလုပ်ရမှာလဲဒါပဲပေါ့အဖြေရတော့နော်ဘာလုပ်ရမှာလဲပေါ့နော် ။ဟောဦးစင်းတော့ကလည်းအရှိကိုအရှိတိုင်းမဲ့ပြောတာပါဗျာ။ဒါလည်းသိပဲ။တခါလေကြတော့လူကြီးတွေကဒီလိုအမှန်တရားတွေပြောရင်မကြိုက်ဘူးဗျ။မကြိုက်ဘူး။မကြိုက်ဘူး။အော်အထက်ကလူကြီးတွေတိပါမအောင်လူတို့တွေကတိတ်လောက်အောင်ကြောက်တယ်ဗျနော်ဦးစင်းတို့ကလည်းခင်ဗျားတို့ကဒီတဲ့င်းနေမတူလားတိတယ်တိတိကြီးနဲ့ခင်ဗျားတို့ကလည်းနေနေကြတာမတူလားဆိုတိကြတာပဲဒီနေရာမှာဘလူတွေဘလူဘာရှိရဲဆိုခင်ဗျားတို့လည်းတိတယ်အဲ့တော့ဦးစင်းတို့ကပြောလိုက်လို့ရှိရင်လည်းခင်ဗျားတို့ကျွတ်တို့ကိုအပြစ်ပြောဦးမယ်ကျွတ်တို့ကမပြောပြရင်လည်းအောက်ကအောက်ခြေတွေကမတူဘူးနော် အောက်ခြေတွေကမတူဘူးအဲ့တော့ဦးစင်းတို့ကအထက်ကနတ်သက်ကတာဝန်ရှိပုဂ္ဂိုလ်လူကြီးတွေတိအောင်ပြောရမှာပဲမပြောရင်လည်းခင်ဗျားတို့ကအဆင်အဆင်လိမ့်နေကြတာ အဲ့လိုအဆင်အဆင်လိမ့်နေလို့အဆင်အဆင်ညာနေလို့စစ်တိုက်တိုင်းလဲနော်စစ်တိုက်တိုင်းလဲအောက်ကလူကြီးခံနေရတာအဲ့တော့အဆင်အဆင်လိမ့်လို့မရအောင်အဆင်အဆင်ညာလို့မရအောင်ရှေ့လျှောက်ပြီးမှဘုဇုနာစစ်မြေကြီးကပို့တဲ့ပြည်သူပြည်သူရဲ့နော်အဲ့မလို့ရာရှိတွေရဲ့အတန်တွေရဲတွေရဲ့အတန်တွေပြည်သူတွေရဲ့အတန်တွေကိုရှေ့လျှောက်ပြီးမှလဲပြောသွားအောင်ပါနော်ပုံကတော့ခံမလာခံရောကြာမလာကြာရောဆိုတဲ့အတွင်းတွေပဲဥစဉ်တော့ပြောရမှာပါဗျာအားလုံးတော့ပါ